င်္ဂလာပါဒေါက်တာအောင်လူဘလော့မှပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဘလော့ကနေပြီးတော့နေ့စဉ်သွားကျန်းမာရေးနဲ့ပတ်သက်တဲ့ဘူးသုဒ္ဒတွေအထွေထွေကျန်းမာရေးနဲ့ပတ်သက်တဲ့ဘူးသုဒ္ဒတွေနဲ့ personal development နဲ့ပတ်သက်တဲ့ဘူးသုဒ္ဒတွေကိုကျွန်တော် sharing လုပ်ပေးနေတာပါကျွန်တော်ဒီနေ့ sharing လုပ်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့တဘာဝစေဘက်ဝင်ပေါ့နော်တကယ်ပြောရရင်တော့တဘာဝစေဘက်ဝင်စေရွက်တီကနေပြီးတော့သွားနဲ့ကတွင်ကျမ်းမာရေးကို ဘလို့အကျိုးပြုလဲဆိုတော့အကြောင်းအရာလေးကိုဒီနေ့ကျွန်တော် sharing လုပ်ပေးခြင်းပါတယ်အဲ့တော့ကျွန်တော်တို့နံပါတ်1အနေနဲ့ကျွန်တော်တို့ကဒီတဘာဝဆေးရွက်ထဲမှာပေါ့နော်သွားကျမ်းမာရေးကိုသွားနေခရင်ကျမ်းမာရေးကိုကျွန်တော်တို့အကျိုးပြုတဲ့အကောင်းဆုံးထဲမှာကျွန်တော်တို့ကလေးငင်းစီသွားပါတယ် cloud wine ဒါနံပါတ်1ချက်နေကျွန်တော်တို့က cloud wine ပေါ့နော် cloud wine ကကျွန်တော်တို့ကအကြိုက်ခဲပျောက်စီတဲ့ energetic action နဲ့ anti septic action ရှိတယ်။အဲ့လာကြောင့်တစ်ခါလေကြာရင်ကျွန်တော်တို့ဂွန်းလေးနဲ့ကျွန်တော်တို့သွားကြိုက်ရင်အဲ့ဒီသွားကြိုက်တဲ့အပေါက်ထဲကိုကျွန်တော်တို့အရေးပေါ်ဒီ cloud wire ကလေးညင်းစီနဲ့ဂွန်းလေးတို့ပြီးတော့ထည့်ကြိုက်ထားလို့ရတယ်။အဲ့လိုထည့်ကြိုက်ထားလိုက်ခြင်းအားဖြင့်ကျွန်တော်တို့ကသွားကြိုက်တာကိုပျောက်စေတယ်။နောက်ထပ်တစ်ချက်ကကျွန်တော်တို့ဒီသွားရဲ့ဒီအထဲကပိုးကိုပေးစီနိုင်တယ်။ဒါကတော့နံပါတ်၁အချက်အနေနဲ့ကျွန်တော်တို့က cloud wire ပေါ့နော်။ ဒီလေးညင်းစီပေါ့နံပါတ်1အချက်နေတော့ main ပေါ့ main ဆိုတော့ပူချိန်ပဲပြောရမှာပေါ့ပူချိန်ပေါ့နော်ဒီပူချိန်ကလည်းကျွန်တော်တို့ကဘာတွေကောင်းစီလဲဆိုတော့ဘက်တီးရီးယားကိုတတ်နိုင်တယ်ဘက်တီးရီးယားကိုတတ်နိုင်တယ်ပြီးတော့ဒီပူချိန်ပါရင်ကဒွင်းအနှံ့ကောင်းစီတယ်ကဒွင်းအနှံ့ကောင်းစီတယ်ဒါအပြင်သူကကျွန်တော်တို့ကဒွင်း6တာကိုပါတတ်တာစီနိုင်တယ်ဒါကကျွန်တော်တို့နံပါတ်1အချက်နေနဲ့ main မင်းတော့ကျွန်တော်တို့ဒီပူရှိန်ပေါ့နမတ်၃ချက်ကတော့ကျွန်တော်တမရစ်လို့ခေါ်တဲ့နန်ရင်းနန်ရင်းနန်ရင်းမှာကကျွန်တော်တို့ကဘာဒီပါလို့လဲဆိုတော့ကျွန်တော်တို့ကကကူမင်ပါတယ်သူရဲ့ဓာတ်မှာပေါ့နော်ဒီကကူမင်ကကျွန်တော်တို့ကအန်တီအင်ဖလမေတရီအက်ရှင်ရှိတယ်ရောင်ရမ်းတာကိုတတ်တာစီတယ်ရောင်ရမ်းတာကိုတတ်တာစီတယ်အဲ့တော့သွားနဲ့ကဒွင်းပိုင်းမှာကျွန်တော်တို့ကဘာဒီအကျိုးတက်ရောက်လဲဆိုတော့တဖုံးရောင်တာတွေ အဲကျွန်တော်ဂျင်ဂျင်ဘယ် recession လို့ခေါ်တဲ့ gain recession ပေါ့နော်ဒီနှစ်နှွေးကဘာလို့တက်တာလीပဲဆိုတော့ကျွန်တော်တို့သွားမှာသွားရဲ့ဒီ neck ပေါ့နော်ဒီနေရာကိုကျွန်တော်တို့ကတဖုံးအုပ်ထားတာကိုတဖုံးအုပ်ထားတော့ဥပမာအဲဒါနဲ့ဒါဆိုမတူအဲဒါဆိုရင်ကျွန်တော်တို့ကတဖုံးနှိပ်ကြပါ ಬಿ ပေါ့နော်ဒီတဖုံးနှိပ်ကြတာကိုကာကွယ်ပေးနိုင်တယ်ဒါသူ့ရဲ့အချက်ထဲမှာပါတယ်နောက်တစ်ခုက anti inflammatory action ရှိတယ်ဆိုတော့ရောင်ရမ်းတာကိုတက်တာစေနိုင်တယ်ဒါကနံပါတ်3ချက်အနေနဲ့ကကျွန်တော်တို့က နံပါတ်3အမျိုးအစားအနေနဲ့ကတော့ကျွန်တော်တို့ကဗာလဲဆိုတော့တမရစ်နနှင်းပေါ့နော်နနှင်းကဒါဒီကောင်းပါတယ်နံပါတ်4အချက်ကတော့ချမိုမိုင်းချမိုမိုင်းဆိုတာကျွန်တော်တို့ကပန်းချောက်လို့ခေါ်တယ်ပန်းချောက်လို့သုံးလုံးနေပေါ့နော်ပန်းချောက်ကဘာအတွက်ကောင်းလဲဆိုတော့သူလဲကျွန်တော်တို့ anti inflammatory action ရှိတယ်ဗဇက်ကိုရောင်ရမ်းတာကိုတက်တာစေနိုင်တယ်ဗဇက်ကိုရောင်ရမ်းတာတက်တာစေတယ်ဗဇက်အတွင်းမှာရှိတဲ့ကျွန်တော်တို့ဒီ oral mucosa ဗဇက်ရဲ့အရေးပြား ကျွန်တော်ဒီတဖုံးတွေကိုရောင်ရမ်းတာကိုသူက short ချပေးနိုင်တယ်ဒါကသူ့ရဲ့နံပါတ်၄ဒါကောင်းတယ်ကျွန်တော်တို့တဘာဝကျွန်တော်ဆေးရွက်ထဲမှာပေါ့နော်နောက်တစ်ခုကနံပါတ်၅ကတော့၅ချက်ကတော့ကျွန်တော်က elobi ra လို့ခေါ်တဲ့ရှားသောလက်ပတ်ရှားသောလက်ပတ်ကကျွန်တော်တို့ဘာတွေကောင်းလဲဆိုတော့ရှားသောလက်ပတ်မှာကျွန်တော်တို့ကသူ့ရဲ့တဘာဝ action မှာကကျွန်တော်တို့ဘာတွေပါနေရလဲဆိုတော့ smoothing action တွေပါနေရ smoothing action smoothing action ဆိုတော့သူက ချောမွေ့စီတယ်ပေါ့တကယ်ပြောရရင်နော်ချောမွေ့စီတယ်အဲ့တော့ကျွန်တော်တို့ကဥပမာဟိုပါဇက်အနာဖြစ်တာတို့အဲကျွန်တော်ဒီရောင်ရမ်းတာတို့ဆိုရင်သူကဘာဖြစ်သွားစီလဲဆိုတော့ရော့ချဇေနိုင်တယ်ဒါကတော့နံပါတ်5အချက်အနေနဲ့တဘာဝစေးရွက်ဒါအဲထဲမှာပါတယ်ဒါနံပါတ်5အချက်နံပါတ်6ကတော့ကျွန်တော်တို့ကဘာလဲဆိုတော့နင်းနင်းဆိုတာတမာတမာတမာကဘာအတွက်ကောင်းတာလဲတမာကကျွန်တော်တို့ပါဇက်ထဲမှာရှိတဲ့ anthrococcus Fecalift နဲ့ Candida albicans ကိုပိုးကိုတတ်နိုင်တယ်။ Anthrococcus fecalis ဆိုတာကကျွန်တော်ကဘက်တီးရီးယားပိုးပေါ့နော်။ Candida albicans ဆိုတာမှုဒါကိုတတ်နိုင်တယ်။ဒါသူ့ရဲ့အာသာချက်ဒါနံပါတ်5ချက်ပါ။နံပါတ်6ကတော့ပင်စိမ့်ပင်စိမ်ပင်စိမ်ဒါတွေကကျွန်တော်တို့ကအစိမ်းရောင်ရွက်တွေအစိမ်းရောင်ရွက်တွေကဘာတွေကောင်းလဲကျွန်တော်ဒီပင်စိမ်မှာကတော့ antibacterial action ပါတယ်ဒီပိုးကို သေးသေးနိုင်တယ်ဘက်တီးရီးယားပိုးတွေကိုသေသေးနိုင်တဲ့ effect သူ့မှာရှိတယ်နောက်တက်ထူးခြားချက်တစ်ခုကကျွန်တော်ပင်စိမ်အစိမ်းရောင်အရွက်တွေပါပြီဆိုရင်ကျွန်တော်တို့ကဘာပါပြီလဲဆိုတော့ chlorophyll ဒီ chlorophyll ရဲ့ action ကသူကဘာလုပ်ပေးနိုင်လဲဆိုတော့ကျွန်တော်တို့က antioxidant action အနေနဲ့လှုပ်ဆောင်ပေးတယ်ဒီတော့ကျွန်တော်တို့ကဘာကိုကာကွယ်နိုင်လဲဆိုတော့ cancer ကိုကာကွယ်ပေးနိုင်တယ်ဒါကနံပါတ်6ကျွန်တော်တို့တဘာဝဆေးရွက်ထဲမှာကျွန်တော်ပင်စိမ်ပါတယ် နံပါတ်9တဘာဝဆေးရွက်ထဲမှာဆိုရင်တော့နည်းနည်းပေါ့နည်းနည်းပေါ့နည်းနည်းကတော့ကျွန်တော်တို့ကအင်္ဂလိပ်လိုဆို parsley လို့ခေါ်တာပေါ့ parsley ကတော့ကျွန်တော်တို့ကသူလဲဒီ action ကပင်စိမ်းနဲ့သွားဆင်တယ်ဒါပေမဲ့သူကကြတော့သူကနည်းနည်းရဲ့ action ကကျွန်တော်တို့အဓိက chlorophyll ပါတယ်ပေါ့ chlorophyll ပါတော့ဒီ chlorophyll ကဘာကိုတတ်တာစီလဲဆိုတော့ကျွန်တော်တို့က chlorophyll က antioxidant action ရှိတဲ့အတွက်ကျွန်တော်တို့က cancer ရောဂါဖြစ်မှာကိုကြိုတင်ကာကွယ်ပေးနိုင်တယ်နံပါတ်တဘာဝ ဒီဆေးရွက်နံပါတ်8ကတော့ကျွန်တော်တို့က fantasy fantasy ဆိုတာသဘုံစမုံစဘာစမုံစဘာကျွန်တော်တို့ကဓာရီကိုကျွန်တော်တို့ဗမာရီအသုံးများလဲဆိုတော့ညမာဆေးဒီမှာအသုံးများတယ်ညမာဆေးဒီမှာအသုံးများတယ်စမုံစဘာကတကယ်ဆွဲတယ်ပေါ့နော်ဆွဲတယ်အဲစမုံစဘာဆိုရင်သူကဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကဟိုတရီးမှာဆိုရင်တော့တရီးထွက်တာကိုပိုများသေးတယ်တရီးထွက်တာကိုများသေးတယ်တရီးထွက်တာများတော့ကျွန်တော်တို့ကဘာရလဲဆိုတော့ action အနေနဲ့ mouth cleansing action ကိုရတယ်ကျွန်တော်ဒီ กระดวินကိုပို့ပြီးတော့ဗာဖြစ်သွားစီလဲဆိုတော့တန်ရှင်းသွားစီနိုင်တယ်တဘာဝစီရွက်နံပါတ်6ကတော့ကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုတော့ဒါကိုကြတော့อีคีเนียလို့ခေါ်တာဗောเนาะอีคีเนียဆိုတာအဓိပ္ပာယ်ကဘာလဲဆိုတော့ကျွန်တော်တို့ကစီးပြောင်းပန်းလို့ခေါ်တယ်စီးပြောင်းပန်းလို့ခေါ်တယ်ဒါကိုစီးပြောင်းပန်းကဘယ်မှာအတုံးချလေးရှိလေဆိုတော့ကျွန်တော်တို့ကရောင်ရမ်းတဲ့နေရာကိုတတ်တာစီးတယ်ပြီးတော့သူ့ရဲ့တခြား effect ဒီစီးပြောင်း span ရဲ့ effect မှာဘာတွေပါလဲဆိုတော့ကျွန်တော်တို့ command ကို command ကိုဆိုတာကျွန်တော်တို့ဒီဖြားနာပေါ့နော်ဒီဖြားနာမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်ပြီးတော့သူ့ရဲ့ action မှာကျွန်တော်တို့ကဘာကိုတက်တာစီလဲဆိုတော့တဖုံးရောင်တာကိုတက်တာစီလေအခုလက်ရှိဒီဖေးပြောင်းပန်းအီကီနီးယားပေါ့နော်ဒီဆေးကိုတွေ့ချင်တော့ကျွန်တော်တို့ဖိန်းရထုတ်တဲ့ဆေးဒီမှာရှိတယ်ဖိန်းရထုတ်တဲ့ဆေးဒီမှာအဓိကတော့တို့အဲ့မှာအညွန်လေးကိုဖက်ကြည့်လိုက်ရင်သိရမယ်အဓိကကကျွန်တော်ရောင်ရမ်းတာကိုကြာစီတယ်သူ့ရဲ့ဓာတ်မှာပြီးရင်ကျွန်တော်တို့ဒီဖြားလာနာတာ ဒါဖြစ်တာကိုကာကွယ်ပေးနိုင်တယ်နံပါတ်5ကတော့ကျွန်တော်ဒီဆေးရွက်ထဲမှာ T3 wine လို့ခေါ်တယ် T3 wine ကတော့အင်္ဂလိပ်လိုပဲသုံးလုံးကြရတယ်သူကတော့ antiseptic action ရှိတယ်ဆိုတော့ပိုးသေးတယ်ကျွန်တော်တို့ဒီအာနိတင်သူ့မှာရှိတယ်နောက်ဆုံးနံပါတ်7ပေါ့နော်ဒီကျွန်တော်တို့ဒီတဘာဝဆေးရွက်နံပါတ်7ကတော့ဆေးဘက်ဝင်ကလျာဏီလို့လည်းခေါ်တယ်ဒါကို safe လို့ခေါ်တယ်တကယ်ကတော့ဒါလည်းရှာကြည့်ပါတကယ်ပြောရရင်သူကရောင်ရမ်းတာကိုတတ်တာ စေနိုင်တယ်။ကဲဒီနေ့ကျွန်တော် sharing လုပ်ပေးသွားတဲ့အကြောင်းအရာတော့အခုတဘာဝဒီပေါ့ဆေးရွက်ဒီကနေပြီးတော့ကျွန်တော်ဒီသွားနေ green ကျမ်းမာရေးကိုဘယ်လိုဒီအကျိုးပြုနေတဲ့အကြောင်းလေးကိုကျွန်တော် sharing လုပ်ပေးသွားတာပါ။အခု sharing လုပ်ပေးသွားတဲ့အကြောင်းအရာလေးကနေပြီးတော့ဘုသူဒ္ဒရအများကြီးရရှိသွားမယ်လို့လည်းညွှန်နေပါတယ်။ဘုသူဒ္ဒရရှိသွားတယ်ဆိုရင်တော့ထုံးစံတိုင်းကျွန်တော်အခုဗီဒီယိုလေးရဲ့အောက်မှာ yes လို့မှတ်ခဲ့ပေးပါအောင်ခင်ဗျာ။ ကျွန်တော်ဒေါက်တာအောင်သူပါမင်္ဂလာရှိတဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်ကြပါစေခင်ဗျာ thank you